ားလုံးမင်္ဂလာပါ။ဒီနေ့နဲ့ပဲ YouTube Channel နေပြီးတော့အားလုံးကြိုတူပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့ညကတော့ကျွန်တော်တို့ဒီ UCL Quarter Final ဒုတိယအကြော့ပွဲစဉ်တွေကျွန်တော်တို့စပြီးတော့ပြန်ကန်ပြီးပေါ့လေ။ဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Aston Villa PSG ရဲ့ပြီးရင်ကျွန်တော်တို့ Dortmund Barcelona ရဲ့ဆိုပြီးတော့ကျွန်တော်တို့နှစ်ပွဲရှိမယ်။ဆိုတော့အဒီပွဲတွေအတွက်ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲ။ Campaign ဆိုတာတအားမနိုင်ပြောလို့ရှိရင်ကျွန်တော်ဒီပေါ့နော် handicap analyze ပဲကျွန်တော်လုပ်ချင်ပါတယ်။ဘာလို့ဆိုတော့ဒီရွေးချယ်မှုကတော့ဒီပေါ့နော်အနာကတ်တဲ့ ဈေးမျိုးပေါ့နော်ဒီဥမထားပါလားကျွန်တော်ညနေလောက်မှာထွက်လာတဲ့ဈေးမျိုးကပို့ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့တင့်တော်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အခုလက်ရှိဒီပွဲတွေဟာဆိုလို့ရှိရင်ပထမအကြော့မှာတို့ဂိုးပြတ်တွေကျွန်တော်တို့နိုင်ထားတဲ့ပွဲတွေကျွန်တော်ဖြစ်နေတယ်ဥမထားပါလား Aston Villa ကို PSG က3-1နဲ့သူ့အင်္ဂွေမှာနိုင်ထားပြီးသားဒီလိုပဲကျွန်တော် Barcelona Dortmund ကိုဒီဝင်ကမှာ4စီးနဲ့ကျွန်တော်နိုင်ထားပြီးသားဆိုတော့ဒီလိုရှင်နေပြုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘောတော့နိုင်ထားပြီးသားအသင်းတွေရဲ့ handicap တွေကကျွန်တော်တို့ ပြော့နေတာမျိုးဒါမျိုးတွေကျွန်တော်တို့ဟိုဖြစ်လာပါလိမ့်မယ်ပေါ့ပုံမှန်ပဲပေါ့เนาะအဲ့ဒါတော့ပြောမနိုင်ဘူးလိုအပ်တဲ့အသင်းဘက်မှာကျွန်တော်တို့ဒီပေါ့เนาะဟိုဈေးဈေးတွေကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် ပြင်းနေတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့ဟိုဥပမာထားပါတော့ကျွန်တော်ဘာစီလိုနာကြီးပြည့်ရဲ့ဆိုလို့ရှိရင် ပုံမှန်ပြရမယ်ဈေးထက် เนาะตลอดเหมือนเนี่ยเราปล่อยนี่ล่ะดาหมดเราดีเอ่อดิโลမျိုးเราดีเนาะ PSG อ่ะปုံมันไปได้ษีทันอ้ายปล่อยนี่ล่ะดิโลฉินนี่ก็ด่าผิดเลผิดด่าရှိတဲ့အခြေအနေမျိုးပါပဲ။ဘာလို့ဆိုတော့တစ်ဖက်အတင်းကကိုပြက်ရှုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။ဆိုတော့အဲဒီ AS Villa ကတော့ကျွန်တော်ဒီသူ့အိမ်ခွင်းမှာအခုလက်ရှိ PSG ကိုကစားရမယ်။ပထမကျတော့ကျွန်တော်1-3နဲ့ကျွန်တော် sorry 3-1နဲ့ကျွန်တော်ရှုံးထားတယ်။ဆိုတော့ နှစ်ကိုအတာပေါ့နော်သူတို့ဒီအ ਨੇ ဆုံးတော့ကျွန်တော်တို့ဒီနှစ်ကိုလောက်တော့လိုက်ပြီးတော့တွင်ရမယ်အခြေအနေမျိုး 2C ပေါ့လေ 2C ဒီလိုမျိုးအဲလိုက်ပြီးတော့တွင်ရမယ်အခြေအနေမျိုးမှာရှိတယ်အာဒီဒေါမောကတော့ကျွန်တော်ဖြစ်နိုင်ကြတော့နင်းသွားပြီအဲသူကတော့ကျွန်တော်တို့ဒီပေါ့နော်อืมလေးကိုလောက်ကျွန်တော်တို့လိုက်တွင်ရဖို့ရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီတရေရလက်ပဲပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီ ဒီ stage ကတော်တော်လေးတော့ clear ဖြစ်သွားပြီလို့ထင်တယ် PSG နဲ့ Barcelona ပဲတက်မဲ့အခြေအနေမျိုးပါကြီးတွေကိုကျွန်တော်ကြည့်ကြည့်တာကလည်းတကယ် American moment ဖြစ်ဖို့လောက်ထိကျွန်တော်သိပြီးတော့မမြင်ရဘူးပေါ့နော်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဒီ handicap အရာကျွန်တော်တို့အောင်းနိုင်မအောင်းနိုင်အောင်းကြီးရှိမရှိပါတော့ဒါတွေကတော့ကျွန်တော်တို့အဲပြောလို့ရတယ်။နောက်ကျွန်တော်ကျွန်တော်တို့ကတော့နှစ်ကြော့ကျွန်တော်တို့လုံးဆရာမလုပ်ဘူးပါတော့ကျွန်တော်တို့ကတော့ဒီဒီကြော့ကိုပဲဘယ်သိနိုင်မလဲအဲဘယ်သိကြည့်အောင်မလဲဒါကိုကျွန်တော်တို့အသိရင်ရပြီပါတော့ ိုခံမနိုင်နေဆိုလို့ရှိရင်အဆင်ပြေပြီပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့ဒီ Husco ရဲ့ခံမချက်တွေပြောမယ်ပြီးလို့ရှိရင်လက်ရှိ Asian Bulky ရဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီဖွင့်လက်တန်းတဲ့ဈေးတွေပေါ့နော်အဲဒီဈေးတွေလည်းကျွန်တော်ပြောသွားမယ်ဆိုတော့ Let's go ဆိုတော့ပထမအဆုံးကျွန်တော်တို့ဒီ Aston Villa PSG ပေါ့နော်အခုလက်ရှိကျွန်တော်တို့ဒီ Asian Bulky မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ PSG ဘက်ကလည်းပဲ50ရှုံးပေးတယ်ကိုပေါင်းဈေးက3လုံးတည်ပြီးတယ်ဆိုတော့တကယ်တမ်းကျွန်တော် PSG ကအိမ်ဝင်းမှာကျွန်တော်ပေးခဲ့တဲ့ဈေးအရဆိုလို့ရှိရင်တစ်လုံး80ဘောင်းလောက်ထိကျွန်တော်တို့ပေးရဖို့ရှိတယ် နာမည်ခုလက်ရှိလည်းပဲ50ရှုံးအရာဆိုလို့ရှိရင်တော့ဈေးကကျွန်တော်တို့ပြား80လောက်ကျွန်တော်ပြော့ပါတယ်ဆိုတော့ဒီလိုခြေနေမျိုးရှိပါတယ်ဆိုတော့အာဒီဒီခြေနေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဒီ SOP လာအနေအဆုံးကျွန်တော်တို့တည်ရလောက်ရနိုင်တဲ့အခြေအနေမျိုးမှာတော့ရှိတယ်လို့ကျွန်တော်တို့ ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဒါ Champion League Quarter Final ဒုတိယအကြောကိုင်ဝင်မှာကစားရမယ် PSG အနေနဲ့ကလည်းကျွန်တော်တို့ဒီပေါ့နော်ဂိုးပြတ်သူတို့နိုင်ထားပြီးသွားပြီအရင်ကြီးဂိုးပြတ်တယ်မဟုတ်ဘူးလို့မယ်နှစ်ဂိုးပြတ်ပေါ့နော်နှစ်ဂိုးအသာနဲ့သူတို့နိုင်ထားပြီးသားဖြစ်တဲ့အကြောင်းမလို့ထင်းထင်းသိသိကျွန်တော်ကစားရင်ရပြီဆိုတော့ဒီလိုအချိန်မျိုးမှာအဲဒီလိုပွဲမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ဂိုးပေါင်းစည်းဆိုလို့ရှိရင်လည်းဥမာထားပါတော့3-20နဲ့ပထမကျော်3-20နဲ့အခုလည်းရှိ3-30ဆိုတဲ့အချိန်မျိုးမှာအရင်ကြတော့မဟုတ်ပြီမယ်ဈေးတော့ကျွန်တော်တို့အဲဒီပေါ့နော် သုံးလုံးတည်ရဆိုတဲ့အနေအထားမှာတော့ကျွန်တော်တို့ကြံနေသေးတယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲဂိုးပေါင်းဆိုတာအထက်ကျွန်တော်ဒီ Aston Villa တည်ရလောက်ရမလားပေါ့လေကျွန်တော်ဒီလိုမျိုးတော့ယူဆပါတယ်ဆိုတော့อืมဒုတိယကြော်လည်းဖြစ်တာနဲ့အညီအိမ်ဝင်းတွေကပို့ပြီးတော့ကျွန်တော်အားဆိုင်လာလိမ့်မယ်လို့ထင်တယ်ကိုပရိသတ်ရှိမှာတော့မရှုံးအောင်တော့ကျွန်တော်ကန်လိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ် Aston Villa တော့ဒီလောက်ထိပဲလို့ကျွန်တော်ယူဆတယ်ဘာလို့ဆိုတော့ PSG ကတကယ်ကောင်းတဲ့အတင်တင်ပါဆိုတော့ဒီတော့ကြောင့်မလို့ PSG ပဲနောက်တစ်ဆင့်ကိုအဲတတ်သွားအောင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ ဒီ PSG အနေနဲ့ကလည်းသူ နိုင်ခဲ့တယ်ဗောနော်ရက်ဇက်ကကျွန်တော်တို့ဒီနှစ်ခုအတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘယ်လိုပြောရမလဲကျွန်တော်တို့အနည်းဆုံးတော့တည်ရီလောက်တော့သူတို့ရအောင် ကံမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီတည်ရီလောက်ပဲကျွန်တော်တို့သွားလောက်တဲ့ဒီ PSG ဆိုတာထားကျွန်တော်ကတော့အဆွန်ပီလာပဲပိုကောင်းလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အနာနီးယင်တော့ကျွန်တော်ရဲ့ယူချင်မှုတွေကပြောင်းလဲမှုရှိနိုင်ပါတယ်ဒါလေးကျွန်တော်ကြိုပြီးတော့ကျွန်တော် request လုပ်တာပါဆိုတော့ အဲဒီ husko ရဲ့ခံမှန်းချက်ကတော့ဒီ aston villa နဲ့ psg ကို1-1နဲ့တေးကြမယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်တော့ဒါကျွန်တော် Asian Handicap Analyze ကပြီး Husko ရဲ့ prediction ကိုကျွန်တော်ရောပြီးတော့ပြောပြခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ပွဲကျွန်တော်ဒီ Dortmund နဲ့ Barcelona ပေါ့နော်ဆိုတော့ Dortmund ကတော့ကျွန်တော်မျှော်လင့်ချက်ကတော့မျှော်လင့်ချက်မဲ့ပြီးဟေးပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်ဖြတ်သွားပြီဘလို့မှကျွန်တော်တို့ အဲနောက်တစ်ဆင့်တက်စီယာတိတ်အကြောင်းတော့မရှိတော့ဘူးမဟုတ်လားဆိုလီဂိုပြက်ဆိုတဲ့အနေထားကဒါကျွန်တော်ပြီးတဲ့လောက်ဖြစ်သွားပြီဒါအပြင်ကျွန်တော်ဒီဒေါမွန်ဘာစီလိုနာဆိုတဲ့အခြေအနေမျိုးကလုံးဝကျွန်တော်တို့ပြီးသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အဲဒီဘာစီလိုနာအနေနဲ့ဒီဘွဲကို AC ထင်းသိမ်းကျွန်တော်ကန်လာရုံပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ Asian League ကိုကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်တော့ဘာစီလိုနာဘက်ကနေပဲတလုံးကိုကျွန်တော်တို့အဲဒီ90ပေါင်ပေါက်တယ်ကိုပေါင်းစီကကျွန်တော်သုံးလုံးကိုတရားရှုံးပါเนาะဆိုတော့ဒီပွဲမှာကျွန်တော်ထူးခြားတဲ့အချက်တခုကိုကျွန်တော်တွေ့ရပါเนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်ပထမအကြော့ဒီ အဲဘယ်လိုပြောရမလဲပထမအကြော့တုံးကကျွန်တော်နှလုံး90ပေါင်းလောက်ဒီဘာစီလိုနာပေးပြီးတော့ဖူးစီးနဲ့နိုင်တယ်ကိုပေါင်းစီးကကျွန်တော်တို့၄လုံးကို95ပြပေါင်းဆိုတော့၃လုံး100ရှုံဝင်ရုပ်ပေါ့နော်အဲဝင်ရုပ်မှာကျွန်တော်ရှိခဲ့တယ်ခုလက်ရှိဘာစီလိုနာရဲ့ဘော်ဒီစီးဟာဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တို့အဲပေးသင့်ပေးတဲ့ဈေးကတော့တစ်လုံး90ရှုံလောက်ပေးတင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအဲဒီတစ်လုံး90ပေါင်းဆိုတော့ကျွန်တော်တို့ပြားတရာလောက်ထိညော့နေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲဒီအနေထားမှာဆိုလို့ရှိရင် ဘာစီလိုနာကျွန်တော်တို့ဒီနိုင်မှုတောင်နည်းနည်းလေးခက်ခဲနိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်ပြောလို့ရတယ်။ဒါပေမဲ့ထူးခြားတဲ့အချက်ကကျွန်တော်ဘာလဲဆိုလို့ရှိရင်ဂိုးပေါင်းစည်းလုံးဝမကြတာပဲပေါ့နော်။အဲ့အချက်ကတော်တော်ထူးခြားတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီ SMB PSG မှာဆိုလို့ရှိရင်တော့မှ3လုံး20ရှုံးကနေပြီးတော့3လုံး3လောက်အထိကျွန်တော်တို့ကျလာတာမျိုးတွေကျွန်တော်တို့မြင်နိုင်တယ်။ဒါပေမဲ့ဒီဘာစီလိုနာရဲ့ကျွန်တော်တို့ဒီပေါ့နော်ပထမအကြော့3ရှုံးမှာ4စီးနဲ့ကျွန်တော်တို့ ကိုအဲဒီကိုပေါင်းစည်းကျွန်တော်အောင်ခဲ့တယ်အောင်ခဲ့တယ်ဒီ body လည်းအောင်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးမှာဒီကျွန်တော်ဒေါမုံပွဲမှာဆိုလို့ရှိရင် body size ကကျွန်တော်တို့တော်တော်ကြီးပြုတ်ကျလာပြီမြေကိုပေါင်းစည်းလုံးဝကျအောင်သွားတာကိုတွေ့ရတယ်ဆိုတော့ဒီအချက်ကကျွန်တော်တို့နှစ်ဖက်သွင်းကိုးတွေမြင်ရနိုင်ရည်ရှိရလို့ကျွန်တော်တော့ထင်တယ်ဆိုတော့ဒေါမုံအနေနဲ့ကလုံးဝကျွန်တော်တို့ဒီအပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တို့သူ့အိမ်ကိုတို့အိမ်ဝင်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရှုံးထားတာကလည်း 4C represent ကြီးဒီလိုအနေအထားမျိုးမှာတို့ဒီရသလောက်ကိုးသွင်းမယ် နော်ဒီလိုအခြေအနေမျိုးပေါ့နော်ဆိုတော့သူတို့ဂိုးသွင်းမယ်ဆိုလို့ရှိရင်ဘာစီလိုနာကလည်းကျွန်တော်တို့ဒီဂိုးသွင်းနိုင်တဲ့အခြေအနေမှာကျွန်တော်ရှိပြီးသားဆိုတော့ဒီတက်ကြောင်းမလို့အပြန်လန်သွင်းဂိုးတွေမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတက်ကြောင်းမလို့ဒီဘယ်သူနိုင်တယ်မနိုင်ဘူးဆိုတာတက်ဒီပွဲကတော့ကျွန်တော်ကူးပေါ်လေးမစိုးဘူးပေါ့နော်ဟာအဲ့လိုမျိုးလေးကျွန်တော်ကြိုက်ပါတယ်ဆိုတော့ဟူစကူကတော့ဒီပွဲကိုကျွန်တော်တို့1 2နဲ့ဘာစီလိုနာနိုင်သွားအောင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့အဲကျွန်တော်ရဲ့အခုလက်ရှိကျွန်တော်ဒီ Asian Handicap Analyze ပြီးဒီ Hosco Global Cooperation တွေကိုကျွန်တော် ရောပြီးတော့ဆွေးနွေးပြီးခဲ့တယ်ဒါမဲ့ကျွန်တော် Asian Handicap အရာဆိုလို့ရှိရင်တော့ဒီ Barcelona တော့ဘယ်လိုလဲကျွန်တော်ဂူးဘော်လီပပချိုက်ပါတယ်ကျွန်တော်အနာနည်းတော့ရွေးချယ်မှုပြောင်းနိုင်တာပြောင်းနိုင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ Aston Villa PSG ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ Aston Villa တည်ရလောက်ရမယ်လို့ထင်ပါတယ်ဒါကကျွန်တော်ရဲ့ဒီ Asian Handicap Analysis ပုံမှန်မူတည်ပြီးတော့လက်ထလောကျွန်တော်ရွေးချယ်မှုဖြစ်ပါတယ်ဆိုတော့အနာနည်းရဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးချယ်မှုကပြောင်းကောင်းပြောင်းနိုင်ပါတယ်ဆိုတော့တကယ်လို့ကျွန်တော်တို့ဒီပုံတော့အနည်းငယ်ရွေးချယ်မှုတွေကို အဲဒီပေါ့နော်အကြည့်ကျင်နေဆိုလို့ရှိရင်တော့ brother တို့ telegram channel လေးကို join ထားဖို့အတွက်ကျွန်တော် request လုပ်ပါတယ်ကျွန်တော်ရဲ့ telegram channel မှာလည်းကျွန်တော်တင်ထားပါတယ်တောက်လျှောက်တော့ကျွန်တော်နိုင်နေတာပဲပေါ့နော်တောက်လျှောက်နိုင်နေကျွန်တော်ဒီစနေနေ့ကနေပြီးစနေနေ့ရနေပြီးတော့စနေတနေ့ကိုနေတနေ့လာတောက်လျှောက်နိုင်နေပေါ့နော်ညလည်းကျွန်တော်တို့ Atletico Go ပေါ့ပေါ့နော်အဲ့အဲ့အားလေးနဲ့ကျွန်တော်ရတယ် free လဲကျွန်တော်တို့ဒီ bomb ball ကြီးအဆင်ပြေရပေါ့နော်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင် telegram channel လေးကို join ထားပြီးလို့ရပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပေါ့နော်ဟို တင်ပြဝဲတာမဟုတ်လားအဲ့ဒါလည်းအတားအထားများသိရမလားကျွန်တော်ကိုကိုပိုင်းကျွန်တော် community တခုရတာပေါ့လေအဲ့ထဲမှာလည်းကျွန်တော်အမြဲတမ်းဆိုလို့ free tip တွေကျွန်တော်တင်ပေးပါတယ်ဆိုတော့ Telegram ကိုလာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဆိုတော့ကြည့်ရှုအားပေးတဲ့ညီကောင်များအလုပ်ကျေးဇူးတင်ပါတယ် channel လေးကို subscribe မဲ့သူဆိုလို့ရှိရင် subscribe လုပ်ပေးကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ် video မှာထပ်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးပါ